ကျွန်တော်တို့ကအခုလူငယ်တွေအနေနဲ့ကတုံ့ညပဲဖြစ်ပါသေးကျွန်တော်တို့မြန်မာလူမျိုးတွေကျွန်တော်တင်းကင်းလို့စီကျင်တယ်တူရေးစီကျင်တယ်တူရေးတာတင်းကင်းလို့တော့ဟွာပေါ့ဗျာတကယ်လို့လောကကျွန်တော်ဆောဆောပြောကြလို့လောကကြီးက answer question တွေကြီးပဲဘယ်သူဘယ်မိကုန်းမှအတိအကျအဖြေမရှိဘူးကျွန်တော်အဲ့အရာတွေကိုနေတိုင်းဖြေနိုင်တဲ့ဖြေတတ်တဲ့အလေ့ကျင့်ရှိတဲ့လူတွေလောကမှာအောင်မြင်တာပဲ နောက်ကျွန်တော်တို့ creativity ပဲကိုယ်တိုင် creation ပေါ့အဲ့တော့ပြန်ပြီးတော့ဟိုညီကုန်းချိုးရမှာတော့ကျွန်တော်တို့ကစောစောပြောလဲအကြီးကြီးတွေအာ new year resolution တို့ပါတော့အဲ့လိုကြီးအကြီးကြီးတွေမဟုတ်ပါဘူးအကြီးကြီးမလုပ်ဖြစ်ဘူးဗျနည်းနည်းလေးကလုပ်ဖြစ်တယ်ကျွန်တော်ဒီနေ့လာပြီးတော့ငါငါ စားပြီးဟောပြောပွဲကြီးဟောလိုက်မယ်ပါ냐အဲ့လိုမျိုးမဟုတ်ငါစေနိုင်တော့တော့အရောက်သွားမယ်ဒါတော့ပဲဒါအားကြီးအများကြီးမတွေ့ငါငါစာရကုန်းကိုတကယ်ကိုအမှတ်အပြည့်ရောင်ကတနေ့လုံးလုံးပဲအဲ့လိုမလို့ငါတပုတ်ပဲရင်းမယ်စာတပုတ်ပဲရင်းမယ်စာရင်တော့တခါဘယ်လောက်တည်တော့ဆိုတော့ငါဒီနေ့တော့ခေါင်းစဉ်လေးပဲရင်းမယ်နောက်မှစိတ်ရည်ရည်ရေးခြင်းနေနေလေးပဲစာ အဲနင်းနေလူပဲစတာလုပ်ချစ်စမယ်။အာမနေ့ငါဒီ2025ထဲမှာတော့ OBJ ကတော့ရှိကြိုတွေလဲကြအောင်ငါလမ်းဟိုနီးအပြတ်လျှောက်ပြပဲ။အဲတော့ကြည့်မလုံးနဲ့။ငါဒီနေ့မနေ့ပြန်မနေ့တော့ရှောက်မယ်။လောက်ပဲ။မနေ့ကြတော့လေ။အင်းအိတ်ရှင်တာပေါ့။အိတ်ရှင်တာ။ဒါပေမဲ့နင်းနေလေးတော့လုပ်မယ်။ငါထားပြီးတော့ဖဏကလေးတော့ဆီလိုက်မယ်။ဖဏစီးပြီးမှပြအိတ်ရှင်လေအိတ် ာဖြစ်ဘူးဖနာကတိစီပြောလဲဟိုဖနာတဲကျိုးတဟိုကျိုးတက်တာနဲ့ပါမျက်လုံးလေးနေကြည့်ရောအရှိလန်းကြည့်လိုက်တော့လဲဝီလီဝီလီမဲကြည့်လိုက်တော့လဲကောင်မလေးတယောက်ကဖြတ်လျှောက်ပါအာဟာအာနင်းနေဘဘတော့လျှောက်ကြည့်လိုက်ပါမယ်နိုင်နိုင်နဲ့လျှောက်ဖြစ်သွားတာလောကမှာဘယ်ဟာမစိုးနင်းနေလီပဲစ just do it ပဲနင်းနေလီစလှုပ်ဖြစ်ဖြည်းဖြည်းချင်းဆက်လှုပ်ဖြစ်တယ် လောကကြီးမှာခင်ဗျာမလုတ်စီခြင်းနဲ့ကိုကိုကိုမလုတ်ချင်းမလုတ်ဖြစ်စီခြင်းနဲ့အရာကိုလေအချိန်နည်းနည်းလေးရွှေ့လိုက်ဟာငါဒီဟာလေးမလုတ်မလုတ်ချင်းငါမလုတ်ချင်းဆိုငါတော်ကြမှလုတ်မယ်လို့ရွှေ့လိုက်တခါလေးတက်တက်လုံးကိုမလုတ်ဖြစ်တာတော်ကြရွှေ့တဲ့အလုတ်တန်းဟာတက်တက်လုံးတော့မလုတ်ဖြစ်တာပဲအဲကြောင့်မိမိမဖြစ်စီခြင်းနဲ့မလုတ်စီခြင်းနဲ့ငါစိတ်လေးထောက်ရောက်กว่าဆိုလဲအဲ့လောက်ကြီးဖြတ်ဖို့မစဉ်းစားနဲ့ငါဒီစိတ်လေးတစ်လေး ငါတော့ကြမှာတောင်းမယ်လို့လို့ကြည့်အဲတော့ကြလိရွှေတန်ဖြီးပြီးကြီးပြီးရှိရတာအဲ့လိုပဲလောကမှာရှိတဲ့အရာတွေအကုန်လုံးလှုပ်ချင်တယ်လှုပ်ဖြစ်စီရင်ဆိုနည်းနည်းလေးပဲစအခုစနည်းနည်းပဲအခုစတော့အများကြီးမဟုတ်ဘူးဒယ်ရီရေးမယ်နည်းနည်းဒီတနေ့လုံးရေးမဟုတ်ဘူးနေဆွေးလေးပဲတက်နောက်ရန်နေတွင်တော်ပြီရမရေးချင်လည်းဆက်မရေးတော့ရေးကောင်းလို့ဆက်ရေးနေလေရေးစတာစပါစေအဲ့ဒါအားကြောင့်ကျွန်တော်က ဒီနေ့အတိတ်ကပြောရလူငယ်တွေကျွန်တော်မြန်မာလူငယ်တွေမြန်မာလူငယ်လုံးဝမညံ့အောင် လုံးဝမညံ့အောင်ကျွန်တော်နိုင်ငံကတော်တော်များပညာဒီပိုင်းနိုင်ငံသားတွေပဲမှာတင်မှုကကျွန်တော်နိုင်ငံညာရှိတော့အရှာရောဥရောပလူတွေလည်းတွေ့ဥပါတယ်ကျွန်တော်တို့မြန်မာမှာထူးညံ့တာမဟုတ်မြန်မာမှာထူးပီစီကံမဲ့တာမဟုတ်မယောရင် ကျွန်တော်တို့တိုင်းပြည်ကိုအဲ့ဒီစီကန်းရှိရဆိုတဲ့ကောင်တွေလာနေကြည့်ခဏလေးကြာရင်ဒုက္ခရောက်လို့ပဲသူတို့သူစီကန်းရှိလို့စီကန်းရှိလို့ရတဲ့အတိုင်းဝိုင်းတစ်ခုရောက်သွားလေမြန်မာတယောက်ကမနေ့ကရွာတက်လာမနေ့ပြန်စင်ကာပူရောက်သွားစီကချင်းစီကန်းရှိလိမ့်မယ်မရှိဘဲကဘယ်လိုဘုံဖန်ခါမှာကျွန်တော်တို့နောက်ဘက်တုံးမှာမညံ့ညံ့တာညံ့တဲ့အကြောင်းတရားကြောင့်ပါဒါကြောင့်ကျွန်တော်ကတော့ ဒီပြင်ပြင်ပပယောဂါတွေအကြောင်းတရားတွေကိုအဓိကမထားပါနဲ့ကိုကိုကိုကောင်းဆုံးကိုအချိန်အကောင်းဆုံးနည်းနည်းလေးစလိုက်ပါလို့ပဲပြောချင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်အဓိကမြမစာပေ page အစီအစဉ်အတွက်ကျွန်တော်လာရောက်ပြောကြားခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်